တနစ်တာတမချန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖက်ရန်တမချန်းစာမှာဓမ္မရာဇဝင် ပထမဆောင်ခန်းကြီး7မှ73အထိဖြစ်ပါတယ်။ဓမ္မရာဇဝင် ပထမဆောင်ခန်းကြီး7အမုံမျိုးသားတို့ကိုနှိမ်နှင်းခြင်းထိုနောက်မှအမုံမျိုးသားနာဟက်တီလာ၍ဒီလက်ပြရာဘက်မြို့အနားမှာတက်ချလျင် မြူသားပေါင်းတို့ကအကျုံတို့နှင့်မိတ္တဟာယဖွဲ့တော်မူပါကိုရထန်၌ကျင်ခံပါမည်ဟု နဟမေအားလျှောက်တော်လဲအမုံမြူသားနာဟက်ကတင်တို့၌လက်ရမျက်စိရှိသမျှကိုဖောက်၍ဣတိလအမျိုးတစ်မျိုးလုံး၌ငါကဲ့ရဲ့ရသောခွင့်ကိုပေးမှသာ မိတ္တဟာယဖွဲ့မည်ဟုပြန်ပြောတော်ရာဘက်မြူသားအသက်ကြီးသူတို့ကအကျုံတို့သည် ဣတရီလာပြီတလျှောက်လုံးသူတမန်တို့ကိုဆေးလွတ်ခြင်းကခုနှစ်ရက်မြတ်ငဲ့လင်ပါထိုအခါကေတင်တော်သူမပေါ်မရှိလျင်မင်းကြီးထံသို့ထွက်ပါမည်ဟု ဆိုကြ၏တမန်တို့သည်ရှောလူမြာကိပါမျိုးတို့လာ၍လူများတို့အားသတင်းကြားပြောသော လူပေါင်းတို့သည်အတံကိုလွှင့်၍ငိုကြွေးကြ၏ရှောလူသည် နွားစုနောက်သို့လိုက်လျက်လေလုံးရမှရောက်လာတော့ခါလူတို့သည်အဘဲเจ้าငိုကြွေးကြသည်ဟုမေးလျင်ရှားဘက်မြို့သားတို့ဤတည်င်းကိုပြောကြ၏ထိုတည်င်းကိုလျှော့လူကြတော့ခါဖျားသခင်ဤဝိညာဉ်တော်တက်ရောက်၍ထိုသူသည်ပြင်းစွာအမျက်ထွက်လျက်နွားတရှင်းကိုယူ၍ခုတ်ဖြတ်ပြီးမှတန်တမန်တို့လက်တွင်ဤတည်ရလာပြီးတလျှောက်လုံးသို့ပေးလိုက်၍လျှော့လူနှင့်ရှမွေလာနောက်သို့ ထွက်၍မလိုက်တော့သူ၏နှွားတို့ကိုဤကဲ့သို့ပြုမိဟုကြောညာစေသဖြင့်လူတို့သည်ထာဝရဖရာကိုကြောက်၍တဏီတညွတ်တဲထွက်လာကြ၏ဘေဇမျိုး၌တက်စရင်ယူသောအခါဣတရီလအမျိုးသား၃တိန်၊ယူဒအမျိုးသား၃000ရှိကြ၏ကိလက်ပြည်ရာဘက်မျိုးမှလာသောတမန်တို့အားလက်ဖြန့်နေနေပူချိန်ရောက်သောအခါချမ်းသာရမည်အကြောင်းကို မြို့သားတို့အားကြားပြောလို့ဟုမာလိုက်သည့်အတိုင်းတမန်တို့သည်တွား၍သတင်းကြားပြောသည်ဖြင့်ယာဘက်မြို့သားတို့သည်ဝမ်းမြောက်ကြ၏အကျွန်ုပ်တို့သည်နက်ဖြန်နေ၌ကိုရောထံသို့ထွက်ပါမည်ကိုရောအလိုရှိသမျှအတိုင်းပြုတော်မူပါဟု နဟတ်မင်းအားလျှောက်ကြ၏နက်ဖြန်နေ၌ရှောလူသည်လူတို့ကိုတုံးတက်ခွဲပြီးမှ နနက်ရအချိန်၌ရန်သူအလုံးအင်းထဲသို့ဝင်၍ နေပူချိန်တိုင်အောင် အမုံမျိုးသားတို့ကိုလှုပ်ကြံသဖြင့်ကြံကျွင်းသောသူတယောက်နှင့်တယောက်ပေါင်း၍မနေရသည့်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက်ရှိကြ၏ဤတေလလူတို့ကလည်းရှောလူသည်ငါတို့ကိုအုပ်ဆိုးရမည်လို့ဟုဆိုမိသောသူကအဖယ်သူမည်ထို့သောဆိုမိသောသူတို့ကိုခေါ်၍တကြကုန်အံ့ဟုရှမွေလာအားဆိုကြသောရှောလူက လူတယောက်ကိုမျှယနေ့မတက်ရထာဝရဖရာသည်ယနေ့ဣတိယီလအမျိုးကို ကဲတင်တော်မူပြီဟု ဆို၏ရှမွေလာကလည်းကီလာကာလာမျိုးတို့တွား၍နိုင်ငံတော်ကိုပြုပြင်ကြကုန်အံ့ဟု လူများတို့အားပြောဆိုသည့်အတိုင်းလူပေါင်းတို့သည်ကီလာကာလာမျိုးတို့တွား၍ထုံမျိုး၌ထာဝရဖရာရှိတော်မှာ ရှောလူကိုရှင်ပရင်အရာ၌ချီးမြောက်ကြ၏။ထိုမျိုး၌လည်းထာဝရဘုရားရှိတော်မှာမိတ္တဟာယယေကိုပူဇော်သဖြင့်ရှောလူနှင့်ဣတရီလအမျိုးသားအပေါင်းတို့သည် အလုံးပြုံမွေ့ခြင်းကိုပြုကြ၏။ဓမ္မရာဇဝင် ပထမဆောင်အခန်းကြီး7ရှာမွေလိုက်နှုတ်ဆက်စကားရှာမွေလကလည်းတင်တို့ပြောသမျှသောစကားကိုငါနားထောင်၍ တင်တို့အပေါ်မှာရှင်ဘုရင်ကိုငါချီးမြှောက်လီပြီယခုမှရှင်ဘုရင်သည်တင်တို့ရှိ၌ကြံ့နေတော်မူ၏ငါသည်အသက်ကြီး၍သပင်ဖြူပြီငါသားတို့သည်တင်တို့၌ရှိကြ၏ငါသည်ငယ်သောအရွယ်မှစ၍ယနေ့တိုင်အောင်တင်တို့ရှိ၌သွားပြီဤအရ၌ယခုငါရှိ၏အဘသူဤနွားကိုငါယူဖူးပြီနီး အဘယ်သူဤမိကိုယူဖူးပြီနီးအဘယ်သူကိုလှဲ့စားဖူးပြီနီးအဘယ်သူကိုညှင်းဆဲဖူးပြီနီးကိုမျက်စီကိုကွယ်စေခြင်းကအဘယ်သူလက်မတစိုးကိုခံဖူးပြီနီးထာဝရဖျားရှိဘိတ်တိတ်တော်ကိုခံတော်သူရှိမှာငါတဖက်၌တတိခံကြလော့သူဥစ္စာကိုငါယူမိလျင်ပြန်ပေးပါမည်ဟုဣတရီလလူပေါင်းတို့အားပြောဆိုသော သူတို့ကကိုတော်ဒီအကျွန်ုပ်တို့ကို မလှဲ့စားပါမငင်းစဲပါဘယ်သူဤဥစ္စာကိုများမယူပါဟုပြောဆိုကြ၏ရှာမွေလာကလည်းတင်းတို့ဒီငါလက်၌သူတပားဤဥစ္စာကို ရှာ၍မတွေ့ကြောင်းကိုသာဝရဖျားသည်တင်းတို့တဖက်၌တက်တည်ဖြစ်တော်မူ၏ဘိတ်တိတ်တော်ကို ခံတော်သူလည်းတက်တည်ဖြစ်၏ဟုဆိုလျင်သူတို့က တတ်သိဖြစ်ပါသည်ဟုဝန်ခံကြ၏တဖန်ရှာမူလာကထာဝရဘုရားသည် မောရှိနှင့်အာရုံကိုချီးမြှောက်၍တင်တို့ဘိုးဘေးများကိုအေဂုတ်တုပြည်မှဆောင်ခဲ့တော်မူ၏ယခုတွင်တိတ်ဆိတ်စွာနေကြလော့ထာဝရဘုရားသည်တင်တို့နှင့်တင်တို့ဘိုးဘေးများ၌တရားသဖြင့်ပြုတော်မူသောမှုတို့ကိုထာဝရဘုရားရှိတော်မှာတင်တို့အားငါဆွေးနွေးဟောပြောမည် ယာကုတ်သည်အေဂုတ်တုပြည်သို့ရောက်၍သင်တို့ဘိုးဘေးတို့သည်ထာဝရဘုရားအားအော်ဟစ်တော်ခါမောရှိနှင့်အာရုံကိုဆေလွတ်သည်ဖြင့်ဘိုးဘေးတို့ကိုအေဂုတ်တုပြည်မှနှုတ်ဆောင်၍ဤပြည်၌နေရာချတော်မူ၏သူတို့၏ဘုရားသခင်ထာဝရဘုရားကိုမေ့လျော့တော်ခါဟာဇောဘိုးချုပ်မင်းတိတရလက်တို့၎င်းထိလိတိလူတို့လက်တို့၎င်းမောဘရှင်ဘရင်လက်တို့၎င်း ရောက်စေတော်မူသဖြင့်ထိုယံသူတို့ဤတိုက်ဖြတ်ခြင်းကိုခံရကြ၏တပံသူတို့သည် ထာဝရဖျားအားအော်ဟစ်လျက်အကျွန်ုပ်တို့သည်ကိုရောကိုစွန့်၍ဘာလဖျားနှင့်အာရှတို့ဖျားတို့ကိုဝိပုသဖြင့်ပြမာပါပြီတို့ရာတွင်ယံသူလက်မှကဲချွတ်တော်မူပါ ကိုရောကိုဝိပုပါမည်ဟုရှောက်ကြသောအခါထာဝရဖျားသည်ယေရုဘာလာ ဘာရက်ရေဖကရှာမွေလာတို့ကိုဆေလွ၍ပဝင်းကျင်ရန်သူတို့လက်မှကဲနှုတ်တော်မူသဖြင့်တင်းတို့သည်ဘေးလို့ရကြ၏နောက်တဖန်အမုံမျိုးသားရှင်ဘီရင်နာဟတ်သည်စစ်ချီမီအကြောင်းကိုတည်တော်ခါအကျမုတ်တို့သည်အရင်ကဲ့သို့မဟုတ် ရှင်ဘီရင်သည်အကျမုတ်တို့ကိုအုပ်ဆိုးရမည်ဟု တင်တို့ဤဖျားသခင်ထာဝရဖျားသည်ရှင်ဘရင်လှုပ်လျက်ပင်ငါအားလျှောက်ထားကြ၏ယခုမှတင်တို့လိုချင်၍ရွေးချယ်သောရှင်ဘရင်ကိုကြည့်ရှုကြလော့ထာဝရဖျားသည်တင်တို့အပေါ်မှာရှင်ဘရင်ဖြစ်စေခြင်းကချီးမြောက်တော်မူပြီတင်တို့သည် ထာဝရဖျားကိုကြောက်ရွံ့၍ဝိပုခြင်းနှင့်တကွာအာနာတော်ကိုမဆန်းစကားတော်ကိုနားထောင်လျင် သင်တို့နှင့်သင်တို့ကိုအုပ်ဆိုးသောရှင်ဘုရင်သည်သင်တို့၏ဖျားသခင် ထာဝရဖျားနောက်တော်သို့အမြဲလိုက်ကြလိမ့်မည်သူမဟုတ်ထာဝရဖျား၏စကားတော်ကိုအာနာတော်ကိုစံလျင်ထာဝရဖျား၏လက်တော်သည်ဘိုးဘေးတို့ကို စီးတားတကယ်သို့သင်တို့ကို စီးတားတော်မူလိမ့်မည်ယခုမှသင်တို့မျက်မှောက်၌ ထာဝရဖျားပြုတော်မူလက်တန်သောအမှုကြီးကိုငြိမ်ဝှစွာနေ၍ကြည်ရှုလော့ယနေ့ကြုံစပါရိယကာလဖြစ်သည်မဟုတ်လောသို့တော်လေထာဝရဖျားကိုငါစုတောင်း၍မိုးချုံခြင်းနှင့်တကွမိုးရွာစေတော်မူမီတို့ဖြစ်၍တင်တို့သည်ရှင်ဘရင်ကို တောင်းသောအဖြစ်ထာဝရဖျားရှိတော်၌ပြမမိသောအဖြစ်သည် ကြီးကြောင်းကိုရိမ့်မိတိမြင်ရကြမည်ဟု လူများတို့အားပြောဆိုပြီးလျင်ထာဝရဖရာကိုဆုတောင်း၍ထိုနေ့၌ထာဝရဖရာသည်မိုးချုံခြင်းနှင့်တကွမိုးရွာစေတော်မူ၍လူပေါင်းတို့သည်ထာဝရဖရာနှင့်ရှာမွေလောက်ကိုအလွန်ကြောက်ရွံ့ကြ၏လူပေါင်းတို့ကကိုရောဤကျွန်းတို့သည်မတရားမြေကြောင်းကိုရောဤဖရာသခင်ထာဝရဖရာအားကိုရောကျွန်းတို့ဖို့ဆုတောင်းတော်မူပါအကျွန်ုပ်တို့သည် ရှင်ဘရင်ကိုတောင်းတော်အားဖြင့်အထက်ပြည့်များတို့အပေါ်မှာထက်၍ဒုစရိုက်ကို ပြုမိပါပြီဟုရှာမွေလာအားတောင်းပန်ကြ၏ရှာမွေလာကလည်းမစိုးရိမ်ကြနှင့်ဤဒုစရိုက်အပေါင်းကို ပြုမိတော်လေထာဝရဖျားနောက်တော်သူလိုက်ရမှမလွဲကြနှင့်ထာဝရဖျားကိုစိတ်နှလုံးအကျွင်းမဲ့ဝတ်ပြုကြလော့ကျေးဇူးမပြုမကဲ့တင်နိုင် အချီးမီးဖြစ်သောအရာတို့နောက်သူလမ်းလွယ်၍ မလိုက်ကြနဲ့ထိုးတိုးသောအရာသည်အချီးမီးတသက်ဖြစ်၏ထာဝရဖရာသည် မဟာနာမတော်ကိုထောက်၍မိမိလူတို့ကိုစွန့်တော်မမူထာဝရဖရာသည်တင်တို့ကိုမိမိလူအရာ၌ခံနာခြင်းကအလိုရှိတော်မူပြီးနာမူကားတင်တို့ဖို့စုမတောင်းမဲနေသဖြင့်ထာဝရဖရာကို ပြမခြင်းအမှုသည်ငါနှင့်ဝေးပါစေသော ကောင်းမှုထောက်မှတ်သောလမ်းကိုလေတင်းတို့အားငါပြတာအုံမီတို့ရရင်ထာဝရဖရာကိုကြောက်ရွံ့၍တစ္ဆာနှင့်တကွာစိတ်နှလုံးအကျွမ်းမဲ့ဝတ်ပြုကြလော့တင်းတို့ဖို့အပေမြလောက်ပြုတော်မူပြီးဒီကိုအောက်မေ့ကြလော့တို့မဟုတ်တင်းတို့ဒီဒူးစရိုက်ပြုမြဲပြုလျင်ရှင်ဘရင်နှင့်တကွာပျက်စီးခြင်းတို့ရောက်ရကြလိမ့်မည်ဟုလူများတို့အားပြောဆိုလေ၏ ဓမ္မရာဇဝင် ပထမဆောင်အခန်းကြီး73ဖိလိတိအမျိုးသားတို့နှင့်စစ်ဖြစ်ခြင်းရှောလူသည်တနှစ်ကျော်နှစ်နှစ်ခန့်လောက်ဣတရီလအမျိုး၌မင်းပြုပြီးမှဣတရီလအမျိုးသား3000တို့ကိုရွေးကောက်ပြီးလျင်ကိုရိုင်းနေသောမိမမျိုးနှင့်ဗေဒလတောင်ပေါ်မှလူ2000ဗိယမင်းခရိုင်ကြီးပါမျိုးယောနာတန်ထံမှာ တထောင်ကိုထား၍အခြားသောသူတို့ကိုမိမိတို့အသီးသီးနေရာ အရက်သို့လွတ်လိုက်လေ၏ယောနသန်သည်ဂိဗာမြို့၌ရှိသော ဖိလိတိတပ်ကိုလုံးကြံသဖြင့်ဖိလိတိလူတို့သည်တရင်ကြ၏ရှောလူကလည်းမြစ်တစ်ဖက်၌နေသောသူတို့သည် ကြားသိစေဟု တပီလုံးတဘိုးမုတ်စေ၏ရှောလူသည်ဖိလိတိတပ်ကိုလုံးကြံကြောင်းနှင့် ဖိလိတိလူတို့သည်ဣတေလလူတို့ကိုယုံရှာကြောင်းကိုဣတေလအမျိုးသားအပေါင်းတို့သည်ကြားသိ၍လူများတို့သည်ရှောလူနောက်ဂိလကာလာမြို့၌စီဝေးကြ၏ဖိလိတိလူတို့သည်လည်းဣတေလအမျိုးသားတို့ကိုစစ်တိုက်ခြင်းမှာယထာ၃000နှင့်မြင်း၆000ကို၎င်းတမုတ်တရားသေးလုံးနှင့်အမျှရှိသော လူများကို၎င်းစုဝေးစေပြီးလျှင်စစ်ချီပေးတဝင်မျိုးအရှိ မိမမျိုး၌တချာကြ၏ဤတေလအမျိုးသားတို့သည် အလွန်ဆင်းရဲခံရသဖြင့်မိမိတို့ခြင်းမြောင်းလျက်ရှိသည်ကိုသိမြင်သောအခါဥမင်းတောအောင်ကြောက်ကြတောင်ထိတ်မြေရင်းတို့၌ပုန်းရှောင်၍နေကြ၏ယောဒန်မြစ်တစ်ဖက်၌နေသောသူအချို့တို့သည်ကူးပြန်၍ကက်ပြီးကီလက်ပြီးသို့သွားကြ၏ ရှောလူသည်ဒီလကာလမြို့၌နေသေး၍လူပေါင်းတို့သည်သူ့နောက်၌တုံလုံးလျက်ရှိကြ၏ရှမွေလာချင်းချက်သည်အတွင်ရှောလူသည်ခုနှစ်ရက်ငန့်လျင်၍ရှမွေလာသည်ဒီလကာလမြို့သို့မရောက် လူများတို့လည်းထွက်ပြေးကြ၏ရှောလူကလည်းမိရှုရာရဲ့နေမိတ္တဟာယာပူဇော်တကာတို့ကိုနတ်ထံသို့ယူခဲ့ကြဟုဆိုသည်ဖြင့် မိရှုယာယေကိုပူဇော်လေ၏မိရှုယာယေပူဇော်ခြင်းအမှုပြီးသည့်အဆုံး၌ရှမွေလာသည်လာ၏ရှောလူသည် ကောင်းကြီးပေး၍ခီးဥကျူပြုခြင်းကထွက်သွားလျင်ရှမွေလာကတင်သည်အဘယ်သို့ပြုသည်ဟုမေးသောရှောလူက လူများတို့သည်အကျွန်ုပ်ထံမှထွက်ပြေးကြောင်းကိုတော်သည်ချင်းချက်သောအချိန်၌မရောက်ကြောင်းဖိလိတိလူတို့သည်မိမ္မမျိုး၌စူဝေးကြောင်းများကိုသိမြင်သောအခါ ဖိလိတိလူတို့သည်ငါရှိရာဂီလကာလာမျိုးတို့စစ်ချီကြလိမ့်မည်။ထာဝရဖျားကိုငါမတောင်းပန်သေးဟုအကျုံနှုတ်အောက်မေ့သဖြင့်ကိုကိုအနိုင်ပြု၍မိရှိုးရာရက်ကို ပူဇော်မိပြီဟုပြန်ပြော၏။ရှာမွေလာကလည်းတင်သည်မာပြီ။တင်းဤဖျားသခင်ထာဝရဖျားထားတော်မူသောပညာတရားကိုမဆောင်ပါတကား။စောင့်မိလျင် ထာဝရဖရာသည်ဤတည်လအမျိုး၌တင်းဤအာနာကိုယခုမှစ၍အစဉ်အမြဲတည်စေတော်မူပြီးယခုမူကားတင်းဤအာနာမတိယထာဝရဖရာသည်စိတ်နှလုံးတော်နှင့်ညီညွတ်တော်သူကို ရှာတော်မူ၏ထိုသူသည် လူမျိုးတော်အပေါ်မှာမင်းဖြစ်စေခြင်းမှာထာဝရဖရာမိတ်တော်မူပြီးအကြောင်းမူကား သင်သည်ထာဝရဖရာမှထားတော်မူသည့်အတိုင်းမကျင့်ဟုရှောလူအားဆိုပြီးလျင်ထာ၍ဂိလကာလာမျိုးမှပင်ရမင်းခရိုင်ဂိဘာမျိုးတို့တွား၏ရှောလူသည်မိမိ၌ရှိသော လူတို့ကိုရေတွက်၍600ခန်းမြရှိ၏သူနှင့်သားတော်ယောနာသန်သူတို့၌ရှိသော လူအပေါင်းတို့သည်ပင်ရမင်းခရိုင်ဂိဘာမျိုးတွင်နေကြ၏ဖိလိတိလူတို့သည် မိမ့်မတ်မျိုးတွင်တက်ချကြ၏ လူယူသောတတ်သုံးတတ်တို့သည်ခိလိတိတက်မထဲကထွက်၍တတက်သည်ရွာလာပြည်ဩခရမြူလန်းသို့လိုက်၏တတက်သည်ဘေတော်ယုံမြူလန်းသို့လိုက်၏တတက်သည်တောဘတ်မှာဈေးပိုင်ချိုင်းကိုမျက်နှာပြူသော ပြည်စွန်းလန်းသို့လိုက်၏ခိလိတိလူတို့ကဟေပြဲလူတို့သည်ဓာလန်တို့ကိုမလုစေနှင့်ဟု စီရင်မြဲရှိသောကြောင့်ဤတည်းရလာပြည်တလျှောက်လုံးတွင် ဘာပဲတယောက်များမရှိဣတရေလာလူအပေါင်းတို့သည်ထွန်သွားပောက်တူးတစိမ့်တယွင်းကိုထက်စေခြင်းမှာဖိလိတိလူတို့ရှိရာသို့တွားရကြ၏နောက်တဖန်ထွန်သွားပောက်တူးသုံးခွခရင်တစိမ့်ထိုးတန်ချုံတုံးလျက်ရှိကြ၏တို့ဖြစ်၍စစ်တရာကာလရှောလူနေသားတော်ယောနတန်မှာတပါး အဘယ်သူမှဓာလန့်မရှိတဖန်ဖိလိတိတတာတို့သည်မိမ့်မမျိုးလမ်းဝါတို့ထွက်၍နေကြစဉ်တွင်나ယူခဲ့သူမိတ်ဆွေအပေါင်း၌ဖျားသခင်၏ငြိမ်သက်ခြင်းသည်ရှိမြဲရှိပါစေသောအာမင်